အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့အစိတ်တင့်သူများဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပြီးမှမို့ပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ကျွန်ုပ်နဲ့အစိတ်တင့်တော်သူများခြံတွင်းလမ်းဝင်လိုက်တာနဲ့ရုတ်တရက်ခုံထွက်လာတာက Okay ထပ်ပိုင်းကြိုတခု။ရုတ်တရက်မို့ကျွန်ုပ်မရှောင်အောင် Okay ကြိုကကျွန်ုပ်နဲ့ရွက်ဖျားမှအဟုန်ပြင်းစွာပြန်တန်းသွားတယ်။ဟိုက်တော်သေးပြတူစိတ်ငူရာဘိုက်ကလေးဖြစ်နေတယ်ဟာ ဘာဘာလို့ပြက်တော့ပါသေးရမရှောင်မိလို့ပြက်သူမှာဖိုက်ကလေးပြက်လို့မရှောင်မိတာကံကောင်းပြီးစွာကျွန်တော်တွတ်ပြီနဲ့တပည့်ကျော်ဖိုက်ကလေးမှာဒီလိုလက်ဖြောင်းစွာတော့အတွင်းမှာပြက်ခတ်နေကြမရှောင်လွတ်တဲ့ဟေမရှောင်ကြနဲ့စတွေ့ရေဖေဖေမြန့်ဖေဖိုက်ကလေးကမြက်ကလေးစံပြအော်ပါတယ်ကျွန်တော်နောက်ကိုလည်းစိုးရင်တကြီးကြည့်တယ်သူအခါမှကျွန်ုပ်နောက်မှာအန်ဒီရဲ့တစုံတရာကြားရောက်နေပြီကိုအာယုံတိနဲ့တိရကံလှိမ့်မြန်ဖြက်လက်စွာခုံရှောင်းနေအမေဇရက်ခုံမဟုတ်ဘူးမြောက်ခုံခုံနေဟာထန်းတီလုံးလောက်ရှိတဲ့ ပဇွန်ကျက်စာခဲကြီးကအုတ်ကပြန်အလာဝေးပြန်သွားတယ်။စောစောကကျွန်တော်ဦးကောင်းရှိရဲ့နေရာမှာလမ်းတည်တယ်တော်ပါသေးတယ်ဒါကြတော့ရှောင်းပြီလို့ကျွန်တော်ဦးပြီးပြောင်းပြောင်းနဲ့လွဲသွားရရှာတဲ့ပဇွန်ကျက်စာခဲကြီးမှာ အခဲမကြည့်သေးသလိုဖိုက်ကလေးတန်တန်တက်မမတ်ပြေးဝင်သွားပြန်ရာဖိုက်ကလေးကလှပစွာရှောင်းလိုက်ပါတယ်။နှလုံးသွေးညီနာခေါ်ပြီးပြေးဝင်လာတဲ့အနီပဇွန်ကျက်စာခဲကြီးများမှာပြက်မှတ်များကိုလွဲသွားရကမကြည့်ပွဲထက်နွေးတဲ့အတွင်နဲ့အိမ်မော်မဟာ ငရုတ်စုံငရုတ်ချက်ပွေတွေကိုမယူပြီးကြိုက်ကြိုက်ပြေးဆန်းလာတဲ့မသေးမြင်စီကိုပြေးဝင်ပြန်ပါတယ်။ပြင်ရှောင်းမမမြင်တတိတိမသေးမြင်ကမိုးဆိုးမရပြီးဖြက်လက်ပိတ်စွာကျွန်တော်ဘိုက်ကလေးလိုအိမ်တည်းပြက်စွာမရှောင်ငရုတ်စုံကိုချက်စာခဲလမ်းကြောင်းမှာပိတ်ခတ်နေ။ပစုံချက်စာခဲမှာဂရေဆက်လို့သူတွေနဲ့မဆက်ရဘဲနဲ့ငရုတ်စုံနဲ့သာဆက်ရချင်ရာအကျဲကျဲအပြန့်ပြန့်ဖြစ်ရရှာပါတယ်။ကျွန်တော်လဲထိုအခါမှချမ်းဝါမအန်ဒီရဲ့ပြုသူကိုလှမ်းချရာ တပတ်ကြာမှကိုထွန်းစိန်သာဝဲမောင်ဖြစ်နေကြောင်းတွေ့ရတယ်။ဘာရီဘလိုဖြစ်ကုန်မလဲ။ကျွန်တော်လဲအိမ်ကြီးချင်းရန်ဖြစ်ကြတာကမကောင်းရတော့ဟန်တာပြန်ဖြေရပါတယ်။ဟေးဟေးဘိုက်ကလေးလွန်မယ်နော်။ဝဲမောင်မင်းတော်တော့တော်တော့။ဝဲမောင်ကကျွန်တော်ကိုအလင်းခယူမဆိုင်ဘူး။နောက်ထပ်ဘာနဲ့ပြက်ပေါက်ရမလဲပြစ်စရာရှာနေတယ်။ဘိုက်ကလေးလဲထုံနေတူပင် အသေးကိုထုမယ်။မလိုလည်းမရဘူး။ဒေါသဒေါသဟာစတုစတုရှောင်းရှောင်းကျွန်တော်လဲတခါသေးဘူးပင်မို့ဟိုတီကြည့်မနေအားတော့ပဲ ဒိုင်မင်ပြည်ရာချုံမုတ်သေးကိုကောင်းဝင်သွားပါတယ်။မတေးမြင်ပြစ်လိုက်တဲ့ငရုံစုံကြီးကထန်းဒီအမြောက်ဆန်ပမာလာဝီကနေဖြတ်တန်းကဝင်းမောင်စီကိုပြေးဝင်ပါတယ်။ဝင်းမောင်ကလည်းခေသူမဟုတ်ခေါင်းကိုအသာတိတ်ငယ်ရှောင်းလိုက်ရာ သူ့နောက်မှာအင်ဂျီလက်ပင်ကပြေးဝင်လာတဲ့အမေတော်တောင်းရွှေရဲ့နှစ်ဖူးတက်တဲ့ကိုတိုက်ရိုက်ဝန်ဆောင်ပါတော့တယ်။ကေပါပြီတော့ဝင်းမောင်ကလည်းသူ့အမေထီလိုသွေးပူသွားရက အနည်းရှိချမ်းစီယူမှတိုင်ကိုပြေးချိုးတယ်။ ကျွန်တော်လည်းခြုံထဲမှာခေါင်းထုတ်ပြီးတော့ခြေနေကိုလေ့လာမယ်အလုံးတပန်ထူပြေးဝင်လာတဲ့ဒုံချောင်းကြီးကြောင့်ခြုံမုတ်သေးကိုခေါင်းပြန်တိုးဝင်ရတယ်ထူဒုံချောင်းကိုဘိုက်ကလေးနဲ့မသိမြင်ဘလို့ရှောင်းလိုက်တယ်လည်းမသိရအောင်မမြင်ရအောင်အော်ဒန်ဆူဆူဝါဝါမကြားရလို့ထိခိုက်ပုံတော့မရဘူးလို့ကျွန်တော်စိတ်အေးရတယ်ကျွန်တော်လည်းခြုံထဲမှာခေါင်းကိုအမြန်ပြန်ထွက်ပြီးကြည့်ရမသိမြင်ကငရုတ်ချပွေးနဲ့တဖက်ရံသူကိုပြစ်ထည့်လိုက်တာကိုတွေ့လိုက်ရပါတယ်ဘိုက်ကလေးကလည်းငံပြိုင်ပလင်းနဲ့လှမ်းပေါက်တယ် ငန်းပြိုင်ပလင်းကလှပစွာပြန်ဝဲထွက်ပြီးတပတ်မှဝင်းမောင်ဖေဦးထွန်းစိန်ကဒေါသတကြီးရရာကင်ဆွဲဝင်လာတဲ့လှော့တက်နဲ့တံပြန်ရိုက်ချပါတယ်။ငန်းပြိုင်ပလင်းကစန့်ကျင်ရဘက်ကိုပြန်လာတယ်။ကလေးများဘောလုံးကိုထုံးနဲ့ရိုက်ကစားတော့ဤလိုပဲ။ငရုတ်ကျပွေလည်းပြည့်သူဘက်ကိုပြန်လာတယ်။ငငယ်တော့ကဘတ်တုတ်ကစားခဲ့တဲ့အကျိုးပေါ့ကွာ၊ကိုင်းကွာ။ထိုးကမရှောင်တိုင်းလွတ်တဲ့ထုံးနှလုံးမူနေတဲ့ကျွန်ုပ်ထံကိုတူးယူပြေးဝင်လာတယ်။ငန်းပြိုင်ပလင်းနဲ့ငရုတ်ကျပွေတို့အနက် ဥစွာငန်းပြားရဲ့ပလင်းကကျွန်ုပ်ရဲ့ဥပီးပြောင်ပြောင်ကိုမိတ်ဆက်သွားတယ်။လော်တက်နဲ့ထီတုံးကမကွဲတဲ့ပလင်းကကျွန်ုပ်ဥပီးနဲ့တွေ့မှဖွားငနေကွဲကြည့်ချီရာငန်းပြားတွေကဖွားငနေကျွန်ုပ်ကိုဆူရွှဲစေတယ်။ကျွန်ုပ်ရဲ့ဥပီးကလော်တက်တက်သားထက်မှားတဲ့သဘောပင်ငရုတ်ချပွေးကအောက်ပိုင်းကိုတောင်းဝင်းယူတယ်။ဒူးကောင်းကိုမှန်ချီရာဂုံချင်းစင်များပြုတ်ထွက်လိမ့်ပြီလားမသိဘူး။ကျွန်တော်ကမြေပြင်ပေါ်ကိုဟတ်ထူးလဲကျသွားတယ်မခံနိုင်တော့ဘူး။ကွတ်ကွတ်တော့စစ်တော့ကျေဝင်များလာများလို့ပြူပြူပြက်ပြက်တွေးလိုက်ရပြီနော်။ အမောင်ကိုသာကျွန်ုပ်ဘာမှမသိတော့ပါဘူးကျွန်ုပ်သတိပြန်ရလာတော့ကျွန်ုပ်အိမ်ပေါ်ပြန်ရောက်နေကြောင်းသိရတယ်သတိရရချင်းအာယုံသိတာကပြင်းပြလာတဲ့ငံပြိုင်နဲ့မင်းအနည်းမှာစိုးရင်တကြီးကြည့်နေသူတွေကကျွန်ုပ်ဇနီးနဲ့ဘိုက်ကလေးတော့ပဲကုတ်ကွတ်တော့သတိရလာပြီလားယင်ဆက်ဆက်တော့သတိရပြီနော်ကဲဘလို့ဖြစ်ကြရလဲမသိမြင်ကျွန်ုပ်မှမြိုင်သားမျိုးကနေလမ်းကြမ်းကြမ်းကိုကားကြက်ကြက်စီးခဲ့ရလို့ပြင်မှန်းလာပြီအနားယူမဲ့စိတ်ကူးနဲ့ပြန်ခဲ့တာဒီကြတော့ရံမွေးနဲ့ပက်ပင်းတိုးတိုး ကင်မမမင်းဖြစ်ချောင်းကုံစင်ကိုပြောဗိုက်ကလေးကအငေါ်တူးစကောက်အစိုးက၎င်းကိစ္စမှာသူနဲ့မဆိုင်တယ်လို့ရင်းနှီးချမ်းတောင်းနေပါတော့တယ်။သူလဲပါပြီများဒီလိုကုတ်ကုတ်တို့ရဲ့မနက်ကအထဲသေးမခိုင်နဲ့မတောင်းရွှေတို့အိမ်ဝင်လာတယ်လေ။အဲ့ဒါနဲ့မင်းကဘယ်နဲ့ထဲဝဲလိုက်တယ်လဲ။တုံးထဲအိတ်ဟုတ်ပေါ့။မဝေပါဘူးကုတ်ကုတ်တို့ကလည်းထားပါအဲ့ဒီမခိုင်တို့လာတာနဲ့မင်းရန်ဖြစ်တာကဘလို့သက်ဆိုင်နေလို့လဲ။ဆိုင်နေသူ့ကြောင့်ပြဿနာစားရတာသူတရက်ခံမယ်။ဟေး မက်ကင်နဲ့များဆက်ပြီးရမ်းဖြစ်နေအောင်မလားဟုတ်ပါဗျာကျွန်တော်လည်းရမ်းပွဲဆိုလို့ရောင်းရမ်းပြီးခေါင်းစမ်းကြည့်တယ်အမေခေါင်းမှာပက်တီးတွေဘာတွေနဲ့ပါလားဒီလိုလေမက်ကင်ကအထဲလာရောက်တော့မြင့်ကိုမတောင်းရွှေကလှမ်းခေါ်တယ်လေမသိမြင်ဒီမှာမက်ကင်ရောက်နေတော့ပါတိတ်တွေအများကြီးပဲလာရွေးပါအောင်ဟင်အေးအေးအေးလာခဲ့မယ်ဒါနဲ့မြင့်မတောင်းရွှေအိမ်ပေါ်ရောက်သွားတော့မက်ကင်ကအထဲတွေကိုဖြန့်ပြနေရနဲ့ကျုံးနေပါတိတ်အထဲတွေများလိုက်တာကိုကိုတို့ရယ်တိလား မိမမိမဒီအားလေးကမြင်နေလိုက်တယ်အမေဒါလေးနဲ့လေကြည်ကောင်းနေတော့မြင်ကတော့ဘာဝဲဝဲလှနေတာပဲတော့တီးတဲ့အတိုင်းမကင်ကဈေးတယ်ဆိုတော့စကားခေါ်ကတိတ်ကောင်းနာကုကုတို့ရဲ့ခမားတီးဖို့ပဲလိုပါတယ်မြင့်ကိုချောတယ်လှတယ်ဝါတယ်အဲအလောတော်ဝါတယ်ဒီပါတိတ်အစင်လေးသာဝတ်လိုက်ရင်စိုးမြတ်သူစားနဲ့နင်းလားငါလားဆိုပြီးနေပေါင်းကွာစိုးမြတ်သူစားဆိုတာကဘာတူလဲကျွန်တော်လည်းနားကြားပြင်းကလာလို့မေးလိုက်တယ်အမမဗီဒီယိုရုံများမှာကြေးရွာထီခရီးပေါက်နေလို့ စိုးမြတ်သူစာကိုကျွန်တော်သိပါတယ်။ခဏညရဲအောင်နဲ့စိုးမြတ်သူစာရဲကမသိမြင်ကိုအငေါ်တူးလို့ရွှဲ့ပြီးတော့ဒီလိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဥတော်ဓာတ်ရှယ်မင်းသမီးလေးဒါတော့မသိဘူးလား။ဟင်မင်းကိုမက်ခိုင်ကဓာတ်ရှယ်မင်းသမီးနဲ့တူတယ်လို့ပြောတယ်။အော်မက်ခိုင်ခမညာအင်းငယ်ရွယ်ရွယ်နဲ့မျက်စိမွေးနေရှာတာဟုတ်။ဘိုက်ကလေးကအသက်မထွက်အောင်ကြိတ်ပြီးတော့ရီသေးတယ်။ဒါပေမဲ့ကြာတော့သူမအောင်နိုင်တော့လို့အားရပါရအော်ရီပါတော့တယ်။အမလီရီရတယ်ပြု့ မသိမြင်ကကျွဲမီးတူကြည်ပြီဒီလောက်ရည်ချင်တဲ့ကဦးနာလှတယ်ဗျကဲဟေရီအောင်ရီအောင်မသိမြင်ပြက်ပေါက်လိုက်တဲ့တနကားတော့မှာပြဲနေတဲ့ဘိုက်ကလေးရဲ့ပါစက်တွင်းကိုဝင်သွားချေရာဘိုက်ကလေးလက်ထိုးအခါမှာမတက်မတာနဲ့အရေးရရပါတော့တယ်မှတ်ပလားဟွန်းပြောသူကဘာမှမလုပ်ဘူးပြောသူကဒဏ်ရာဆက်နေမှာဆိုလို့ညှားလိုက်တယ်မှတ်ပါတော်ကတော့ပြီတော်သေးရပေါ့ဟုတ်ပါပြီအဲ့ဒါလို့မင်းကိုဆိုးမြတ်သူစားလို့ချောရဲမြောက်ပြောမြောက်ပြောတာမဟုတ်ပါအောင်နော်မလျှော့သေးဘူးခုထိအေးပါ ဲ့ဒါလို့ပြောရတယ်မတောင်းရွှေကမင်းကိုထချရော်လားချတော့ဘဲချပါမလဲတော့နားထောင် तू ကမတောင်းရွှေပဲရှိတာလူပဲရှင်ကျမကိုကြီးမခိုင်ကအရေးပေးဆက်ဆံနေတော့နားထောင် तू ကမတောင်းရွှေပဲရှိတာလူပဲရှင်ကျမကိုကြီးမခိုင်ကအရေးပေးဆက်ဆံနေတော့မတောင်းရွှေကမခန့်ကြည့်မခန့်တာဖြစ်တာပေါ့ရှင်အဲ့ချင်အောင်ဆောင်းနေမအင်းပေါ့မင်းကမခိုင်ဖောက်တဲ့ဆိုတော့ဟိုကမင်းကိုရေးပေးမှာပေါ့ဈေးတယ်ပဲဟာပပလစ်လစ်ကလေးအိုးကိုဘတာကိုဝယ်နိုင်လို့ဝယ်ဝတ်တာဘသူကယူဆိုင်ရမှာလဲဒါပေါ့ ကျမကအမဲတကောင်ရရင်2000 3000 5000တသိန်းဟိုးတော်ဆရာတော်ကြအမျက်ခွန်ဌာနကလာကောက်နေဟုံးမယ်သူတို့အမဲကရလိုက်ပါနေစဉ်ဟာနေစဉ်ကတော့ကြားကျက်တဲ့စင်ပြောင်တော်ဝိုက်ရမလားအဲ့ဒါလိုရနေတွတ်ပြီးတော့ဂရေ80တထေးသားဖြစ်နေပြီပေါ့ပေါ်လိုက်တဲ့ငွေတွေအချွေတွေစတုစကားကိုပြင်ပြောပါဂရေ80ဆိုတာသိန်း8000ပဲရှိတာဒီကိမှာသိန်း8000တန်တိုက်တာတွေရှိတယ်ဗျအဲ့ဒါလိုတိုက်မျိုးဝင်ဂရေ80ကကုန်ပြီး ကလေး80တန်တိုက်ဝယ်လိုက်တာစားစရာမရှိတော့လို့ထမင်းပူလီမှစားကြပါခင်ဗျာ။တင်းရှစ်ထောင်အိမ်မက်သေးတော်အဲ့ဒီလောက်ငွေတကားမှမမတ်ဖူးပါလားငါဘဝနဲ့။အဲ့ဒါနဲ့ကျမအပါတိတ်ကလေး၃ထည်ဝယ်တာ။အဲ့ဒီ၃ထည်ကိုဘယ်လောက်ပေးရလဲ။အိုးလာပြီးနဲ့ပါရှင်။ဒါနဲ့နေအောင်အဲ့ဒီဓာနဲ့ကိုခဏထားပါအောင်။လာပြီးဆိုတာလဲနောင်ပေးရတာပဲမဟုတ်ဘူးလား။ဘယ်လောက်ကြလဲ။၃ထောင်သေးပါရှင်။ဟိုက်တော့၃ထောင်မင်းနေရမှာကောင်းမယ်။ဟာဆရာတော်ပြန်မိသွားပြီ။ အထယ်တွေကျုံးတက်တာနဲ့တလုံးရှိသေးရဲ့ရှက်ကြွားကြွားရံကိုမသိမြင်ရဲ့နေမှာအသက်လောက်ရှိတာမပြောလဲသိပါရဲဒါပေါ့ကျမယောက်ျားကတွတ်ပြီကစီးပွားရှာကောင်းနေရှက်အမဒါကျမယောက်ျားကိုထုံးစိန်ကစီးပွားမရှာတတ်ဘူးပြောတာပေါ့လေမပြောပါဘူးကျမယောက်ျားကတွတ်ပြီကအတောက်စားမရှိလောင်းကစားမရှိလော်လီဖောက်ပြတာမရှိဟင်နေယောက်ျားတွတ်ပြီကတုံးကလော်လီဖောက်ပြလို့ရရမလားဟဲ့ဒီကတုံးကိုနင်းမို့ယူရဟဲ့ဟင်နင်းနင်းငါယောက်ျားမှုချိုးမြစ်ချိုး ချိုးတော့ဘာဖြစ်လဲဟဲ့ကောင်းမပါတိတ်တွေတထဲပြီးတထဲဝယ်ဝတ်နေကြတဲ့ကငါကမျက်မုံးကျိုးနေရတိတာအမကိုရှိလို့ကိုဝတ်တာဘာဖြစ်လဲဟဲ့စင်းဟိုးကိုအဝိဝတ်ထားတယ်လို့ဖြစ်နေလို့ဟဲ့တိပလားဟင်းကောင်းမငါအဲ့ဒါလို့ပြောတယ်ပြောတော့ဘာဖြစ်ကဲပြောဟာပြောမတောင်းရွှေကအထင်များကိုလုံထွေးပြီးပြက်ပေါက်တယ်မသိမြင်ကလည်းအားကြမကန်ပြန်ဖြစ်ချေရမက်ခိုင်မှာသူ့အထယ်စုပ်ပြဲကုန်မှာဆိုလို့ဦးရဖားရနဲ့လိုက်ဖမ်းရပါတယ်ငါဟာတွေတော့ပြဲကုန်မှာပြီးတော့ အိမ်ပေါ်မှာသုံးယောက်သားလုံလာထွေးလာဖြစ်နေစဉ်မတောင်းရွှေရဲ့သားဝင်းမောင်ပြန်ရောက်လာပြီးသူ့မိဘကနေဝင်ကူတယ်။မကင်လည်းရတဲ့တမျှအထင်များကိုစုပြီးတော့ဆင်းပြေတော့တယ်။အရင်ပြုတ်ကိုမြင်နေလက်မှမသိမြင်လည်းအိမ်ကိုပြန်ပြေးတယ်။ဘိုက်ကလေးလည်းအမထီလိုမချီအောင်နာရမှရံပွဲရဲ့အစမင်းတို့မိမတွေကွာမဟုတ်တာလေးနဲ့အခုဆိုကြည့်စမ်းအရင်ကလိုရိုင်းကြပင်းကြကူညီကြနဲ့တိတ်ခင်နဲ့အိမ်နီးနာချင်းတွေအခုတော့တစောင်းစိမ့်နဲ့မျက်ချီဖြစ်ကုန်ပြီ။အိုးရှင့်ထီတော့ကျမဘယ်ခံနိုင်မှမလဲရှင်။ မသိမြင်ယောက်ျားထိဓာကြည့်စကားကျွန်ုပ်နှလုံးသားအရှိပြောစီတော့တယ်။အင်းကျွန်ုပ်ကိုထိတယ်ဆိုတော့လေဟုတ်ပေတာပေါ့လေ။အော်ကာမဘုံသားစုံလင်နွားပြီ ਉ ။ဒါကြောင့်မိမမယူချင်တာ။ရုံးစန့်กว่าမောဘူးလား။ပြီးခဲ့တဲ့လကမြိုင်သားမှာရှေ့ဦးသူနာပြုစုနေတင်တန်းဖွင့်နေ။၎င်းမှာမွေးအန်ဒီရဲ့ကာကွယ်ရေးစုပေါင်းရင်ဆိုင်တိုက်ဖြတ်ပြီးဆိုတဲ့ဆောင်းပုတ်အရာမွေးအန်ဒီရဲ့ကာကွယ်ရေးစုပေါင်းရင်ဆိုင်တိုက်ဖြတ်ပြီးတော်သူတောင်သားလေသမားများမွေဆိုးကြိုက်ခံရရင်ဘလို့ပြုစုရမှာကိုတင် जा ပူချရတဲ့တင်းနှံဖြစ်ပါတယ် ကျွန်တော်တို့ဂျုံတိုင်းရွာမှာထိုတဲ့နန်းကိုတက်ရောက်ရန်တာဝန်ကျသူမှာရက်ရွာရေးမှာတက်ကြွစွာပါဝင်လေးရှိသူတလေးဆက်များနဲ့ရှင်ပါသူထက်မြက်သူမှာကျွန်ုပ်သာရှိတော့တတိပါစီရဲ့အမိတ်ရက်ရွာလူတို့ရဲ့ထောက်ခံမှုနဲ့ထိုတဲ့နန်းကိုကျွန်တော်တက်ခဲ့ရခြင်းဖြစ်ပါတယ်။ဆရာတို့လိုလူမျိုးမှဒီတဲ့နန်းကိုလိုက်နိုင်မှာကျွန်တော်တို့များစွာအကျိုးဖြစ်ထွန်းစေခဲ့တဲ့အတွေ့အကြုံဖြစ်ပါတယ်။ညာရေးမှာလာကွေးကွေးကတာနေပါတယ်။တုံးရက်လာခုံးမြက်စာ ကျွန်တော်အိရှေကွပြုတ်ဝဲကျွန်တော်ဘိုက်ကလေးဆရာလေးကိုကြည်နိုင်လို့ဝိုင်းဖွဲထိုင်ကစကားဆက်မိပြောဆိုနေကြတယ်။ကျွန်တော်ကရှေးဥတုနာပြူစုနေတင်တန်းမှာမွေစိုးကြိုက်ခံရရင်ဘလို့ပြူစုရမယ်နီးကိုအသေးစိတ်ပြောပြတယ်။အလွန်တန်မိုးရှိတဲ့နီးတစ်ခုပါပဲဆရာတို့ရဲ့။အဲနောက်ထုံးစံအတိုင်းကျောင်းဆရာလေးကိုကြည်နိုင်ကကျွန်တော်တို့စကားဝိုင်းကိုဥဆောင်ကပြောတော့တယ်။ကိုကြည်နိုင်ကကျွန်တော်တို့ဂျုံနိုင်ရွာရဲ့တူဦးတီတော်ခေပညာတက်ဖြစ်ပါတယ်။သူဟာဂျုံနိုင်ရွာသားတိမဟုတ်ပေမဲ့ရွာကိုအလွန်ပဲခင်တွေ့နေပါတယ်။ ကျွန်တော်ကမဟုတ်ဆိုးမှုတလိစံများရဲ့ဒလိစရိုက်တဘာဝများကိုပြောပြနိုင်တော့လေကိုချင်နိုင်လို့စာအုပ်များထဲမှာလ ీల ထားတယ်လို့ကြကြလက်ကြမပြောတတ်ကြောင်းဝန်ခံပါတယ်။ဆရာလေးလ ీల ထားတဲ့မွေးကြောင်းကိုပြောပြပါအောင်။ဟုတ်ကဲ့။ကျွန်တော်တို့နိုင်ငံဟာစံစဘာကိုနှစ်ပတ်လည်အောင်စိုက်ပျိုးကြတော့နှစ်ဆယ်မွေးကြိုက်ခံရလို့လေသမားတွေတည်ဆုံးရတာဟာတိုင်းပြည်အတွက်နှစ်နာဆုံးရှုံးမှုဖြစ်စေတယ်ဗျ။1993ခုနှစ်မှာမွေးကြိုက်ခံရမှုဟာတပြည်လုံးမှာ1400ကျော်ရှိပြီး ူး2000ကျော်တည်ဆုံးခဲ့ရတယ်။တဲဆိုပါလား။အားနာရဲကြိုက်ရတာ။ဒါပေမဲ့အဲ့ဒီစည်ရင်ဟာစည်ယုံရှောက်လာတဲ့စည်ရင်ပဲရှိသေးရဲ့နော်။စည်ယုံမလာဘဲနဲ့မီယိုဗလာနီတက်ရောက်ကနီးတွေတုံးပြီးကုလို့စည်ယုံကမတိဘဲတရားဓာတ်တွေကအစာပိုများနိုင်တယ်။ဟုတ်တာပေါ့ဆရာလေး။မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂကြီးပေါင်း39မြို့ကိုတန်းစီစရာဆွဲကြည့်ရင်မွေးကယောဂဟာစက်တနေရာမှာချိန်နေတာ哦။ကြောက်ခမန်းလေးလေးတွေ့ရတယ်ဆရာတော့။ဟာတေကြိုက်ပါလား။ ချင်းလားမွေလားတဲ့ဒီဘိုက်ကလေးလူကြီးတွေစကားပြောရင်နောက်ပဲကဘာပေါ်မှာမွေမျိုးပေါင်း2400ခန့်ရှိတယ်အဲ့ဒီအထဲမှာရှစ်ပုံနှစ်ပုံခန့်ဟာအစိတ်ရှိတယ်ပြီးတော့အဲ့ဒီအစိတ်ရှိတဲ့မွေရဲ့60ရာခိုင်နှုန်းလောက်ကလူကိုတည်စီတဲ့အထိအစိတ်ပြင်းတယ်မွေတွေဟာလူတွေကိုတမင်ရံပြုတ်ပြီးကြိုက်တာမဟုတ်ဘူးတဲ့သူတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့ပောက်တာကိုကဘယ်တော့မှမဆအောင်နော်ကို့လာဆိုင်လေလာနာတဲ့ရှင်ကောင်းတော့အလွတ်မပေးဘူးကွာကဲဟာ မွေစိုးဆိုပေမဲ့လူကိုအကျိုးပြုတဲ့အချက်ကလေးတွေရှိသေးတယ်ဗျ။အဲ့ဒါကတော့ကောက်ပဲသီးနှံတွေကိုဖျက်ဆီးတတ်တဲ့ကြွက်တွေကိုစားတတ်ကြတာပဲ။ကျွန်တော်တို့နိုင်ငံမှာလူကိုအများဆုံးအန္တရာယ်ပေးတဲ့မွေတွေကတော့မွေဟောက်၊မွေပွေး၊ငန်းတော်ကြား၊ချက်မွေ၊ငန်းမွေ၊တန်ကွင်းစော့မွေတို့ပဲဖြစ်တယ်။မွေတွေဟာမိုးရာသီနဲ့ဆောင်းရာသီတွေမှာမိလိုက်တတ်ကြတယ်။ရာသီကောင်းချိန်လေးအိမ်အောင်ပြောတာပေါ့ဗျာ။ကြွက်ကြက်ငှက်ပုတ်တဲ့ညို့ဖားရှင့်တွေကိုနှစ်သက်တယ်။အဲရေလဲကုတတ်တယ်ဗျာ။ ဆိုပါရယ်ဗျာမေဇွန်ဇူလိုင်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာတွေမှာအကိုက်ခံရမှုကပိုများတယ်မိလိုက်ချိန်ဒေါသထွက်ချိန်စာလောင်ချိန်တွေမှာကိုက်ရင်အဆွေနောက်ကအစိတ်အိတ်ကိုအာကုန်ညှစ်ချလိုက်လို့အစိတ်ထွက်ပိုများပြီးတော့ရောဂါပိုပြင်းထန်တယ်ကိုကျက်စာကြည့်ပေါ့ဗျာဆရာလေးကိုကြီးနိုင်က မွေသားအမီးကိုတစုံခတ်စားလိုက်ရင်နဲ့စကားကိုအဆုံးသတ်လိုက်တယ်မွေသားစားပြီးမွေချောင်းပြောရတာအာနာစရာတော့ကောက်နေပြုတ်ဆရာလေးကလေလူပြိုကြီးစောတမောင်ကြာနေရပါပဲ အားနာစရာမရှိရင်လေကိုကုတ်ကိုပြန်ပြီးအားနာနေတတ်တဲ့သူ။ကဲဆရာတော်ကမူဆိုးဆိုတော့တလေးဆန်တွေရဲ့သဘောတဘာဝတွေကိုကျွန်တော်ထပ်ပူသိတယ်ပြောပြပါအောင်။ဟုတ်ပါဆရာလေးကတပြည်လုံးနဲ့ခြုံပြီးတော့မွေးကရောဂါကိုသိတယ်လို့ကျွန်တော်ကလည်းမူဆိုးဆိုတော့မွေးတဘာဝတွေကိုသိတဲ့မြန်ပြောပြပါမယ်။ဘိုက်ကလေးရင်းနှီးသွားထည့်ပါအောင်ကဟုတ်ကဲ့ဆရာတော်ဆရာလေးကနေ့ကပြောတယ်လို့မြန်မာပြည်မှာအကိုက်အများဆုံးမွေးတွေကိုပဲပြောပြပါမယ်။ မွေပွေးတွေကကိုဘော်ကပွေးကွက်တံတန်အကွက်တွေရှိရကနေအစွဲပြုတ်ပြီးခေါ်ကြတာဖြစ်မယ်ဗျအကွက်တော့အကွက်ပွေးကွက်မဟုတ်ဘူးဒီဇိုင်းပေါ့ဗျာဒီဇိုင်းမွေပွေးတွေဟာခေါင်းကနေအမိထိပွေးကွက်တံတန်အတန်းသုံးခုပါတယ်အလေတန်းဟာအကွက်ကြီးတွေဖြစ်ပြီးတော့ဘေးဘက်အတန်းနှစ်ဖက်ကအကွက်သေးတွေဖြစ်တယ်မွေစိုးကိုက်ခံရမှု80ရာခိုင်နှုန်းဟာမွေပွေးတွေရဲ့လက်ချက်ပဲဗျဖေးထိဆိုရင်ပွေးပွေးတို့သာမှတ်မွေပွေးတွေကဩဂုတ်စက်တင်ဘာလတွေမှာတားပေါက်တယ်ဘလောက်မွေးတဲ့တော့ မွေပွေးအကောင်60လောက်ပါတော်သေးရပေါ့မွေလောကမှာကုံစင်းတော့မရှိလို့ရှင်သားကျော်ဖြစ်ရမှာဒါပေမဲ့အချင်းချင်းပြန်ကြိုက်ပြီးတော့40လောက်ပဲတင်တက်တယ်တော်သေးရပေါ့ဗျာအကောင်သာရှင်လူတွေဒုက္ခပဲမွေပွေးတွေကအကောင်လိုက်မွေးတယ်ဗျတို့ကတော့စကလေးကပြင်းပြင်းနေအဲ့ဒီမွေပွေးပေါက်ကလေးတွေကအလွန်အစိတ်ပြင်းနေမွေပွေးကိုငဲတဲ့ထင်ပြီးတော့အထင်မသေးနဲ့နော်မွေပွေးပေါက်ကလေးတွေကသူ့ဘာသာသူဝမ်းကြောက်နိုင်သမျှမျိုးဆက်ပြတ်ဖို့ခရင်နာပေါ့ဗျာ ဝေဝေးတွေဟာစပားထွက်တဲ့မြေပြန့်မှာအများပြားနေတတ်ကြတယ်။မြေပြန့်သားလေးပါဗျာ။ဝေဝေးကြိုက်ခံရရင်ကျွန်တော်တွေ့ဘူးတလောက်ကတော့အဆွေရနှစ်ပေါက်ဖြစ်တယ်။အကြိုက်ခံရသူဟာပြင်းထန်တဲ့ဝေဒနာခံစားရတယ်။ရောင်ရမ်းလာတတ်တယ်။ဒါပေမဲ့မမှန်ဘူးတကားမှလည်းမရောင်ဘူး။တခါတရံသွေးတွေယိုးတတ်တယ်။တခါတရံညိုလာပြီးမီးလောင်တယ်လို့အဖုတွေထလာတတ်တယ်။အသားတွေလည်းဆွေးလာတယ်။ကြောက်စရာပါလားပြို့။ဝေဝေးအဆက်ရခနာကိုတွင်သွေးခဲစေတတ်တဲ့ဓာတ်တွေကုန်ခန်းသွားစေပြီး သွေးမတိတ်သွေးယိုတာတွေဇက်တိုက်ဖြစ်လာတတ်တယ်။အကိုက်ခံရရင်နှာခေါင်းသွေးယိုတာအဆိုင်သွေးယိုတာတွေလည်းဖြစ်တတ်တယ်။ကျွန်ုပ်တင်နန်းမှာတင်ခဲ့ရတာတွေတဲကပြောပြရရင်ကျွန်ုပ်လည်းတင်နန်းမှာပို့ချခဲ့တဲ့ဘောအုပ်ကိုယူပြီးဖျောင်းနိုင်ပြီနဲ့ဖက်ပြရတယ်။ငွေဝဲစိတ်ဟာကြောက်ကက်ကိုဓာတ်ရိုက်ဖြက်စည်းစေတယ်။သွေးကြောငယ်တွေပေါက်မယ်၊ပိတ်မယ်၊ဝမ်းသွားရင်သွေးပါမယ်၊စီးမသွားနိုင်ဖြစ်မယ်။စီးစိတ်တက်ပြီးလည်းတည်နိုင်တယ်။အစိတ်ကြောင့်သွေးပေါင်ကြပြီးတကူလုံးအေးမယ်၊တတိလက်သွားတတ်တယ်။ညနာရီချောင်းရင်းလာမယ်။ မျိုးလုံးတဲကအမွှေးပါတွေစူထွက်လာတတ်တယ်။အစုံမှာရေတွေစိမ့်ထွက်ပြီးမောပန်းလာတယ်၊ဘိုင်းလာတယ်။ကြောက်စရာပဲဆရာတော့မွေဝေးကိုင်းမှု90ရာခိုင်နှုန်းဟာခြေချင်းဝက်နဲ့ခြေထောက်အောက်ပိုင်းတွေမှာဖြစ်တတ်တယ်။ဤတဲ့နေရာတွေ့ရတာပဲပြို့။ဒါကြောင့်မို့ကျွန်ုပ်ရဲ့ဒီလေရှိဖနက်ကိုတောသူတောင်သားတွေစီးဖို့တင်နန်းကပြထမ်းပါတယ်ဗျာ။ဟုတ်တယ်ဥတုပီရဲ့လေရှိတုပီဖနက်ဟာတောသူတောင်သားတွေရဲ့ဖနက်တောင်ဖြစ်တဲ့နေဒါမှမတော်မွေနေမိလို့ကိုင်းရင်တောင်ခြေထောက်မထိမှာ။ပြီးတော့မွေဟောက် ။မွေးဟောက်တွေကလည်းမြေပြက်မှာအတွေ့ရများတယ်။ညနေဆောင်နဲ့ညဦးပိုင်းမှာအစာရှာထွက်လို့ရှိတယ်။မွေးဟောက်တွေကလူနဲ့တွေ့ရင်အတန်ပေးတတ်တယ်။လူကထိမိတက်နေမိမှသာပေါက်တတ်တယ်။ဟိုက်ပျော်စီစီနဲ့ဘာနဲ့မိ။ငါဟငါခေါင်မညာမတာနင်းလိုက်တာ။မျက်စိကလည်းမွဲမွဲနိုင်လုံးကဲဟာဟိုက်တွေ့ပြီးဖနှက်နဲ့တွေ့ပြီးအဆွဲကျိုးပြီး။အဲငန်းပုတ်ကလည်းမွေးဟောက်အမျိုးຫນွယ်ပဲဗျ။ဝမ်းခွဲတွေပေါ့ဗျာ။နန်းပုတ်ကပပင်းမထောင်မီလင်းမွေနဲ့အတော်တူတယ်။ ဒါပေမဲ့ငင်းမရတာတခုရှိတယ်။အဲ့ဒါကတော့မွေးဟောင်းရဲ့လေပင်နောက်မှာအဝိုင်းသူမဟုတ်ညောင်ရွက်ပုံအမှတ်အသားပါရှိတာပဲ။မွေးဟောင်းကရင်အစိတ်ကြောင့်အာယုံကြောတွေကိုထိခိုက်စေတယ်။မျက်ခုံလေးလံလာပြီးအသက်ရှူရက်သွားတတ်တယ်။ရှောင်ရမ်းလာပြီးတတိလက်သွားတတ်တယ်ဗျာ။မွေးတစ်မျိုးနဲ့တစ်မျိုးအစိတ်တက်ပုံချင်းကမတူဘူးဗျာနော်ဆရာတော်။ဟုတ်ပါဟုတ်ပါ။ငန်းတော်ကြဟာအစိတ်ပြင်းပေမဲ့အလွန်သဘောကောင်းတဲ့မွေးပဲ။ဒါဆိုရင်အိမ်မော်တင်ထားပါလား။မွေးမှာစိတ်သဘောထားအရေးကြီးဆုံး။သူတော်ကောင်းကြီးပါလား။ အရိုက်ခံရတာတောင်တခါတရံမှပြန်ကြိုက်တယ်။တခြားမွေတွေဟာသူ့အစားအစာပဲ။တခြားကလန့်စင်းရှိတဲ့မွေတွေနဲ့မတူတဲ့အချက်ကတော့ကြောရိုးချုံပြီးကြောရိုးတစ်လျှောက်အကွက်တွေကြီးမားတယ်တူတယ်။ငန်းတော်ကြာကြိုက်ခံရတဲ့လက္ခဏာတွေကတော့မွေဟောက်တွေနဲ့အတူတူပဲပြီးတော့ဂျက်မွေဂျက်မွေကြတော့ပင်လယ်ကမ်းစမ်းနဲ့နေတဲ့မြေချောင်းတွေမှာရှိတတ်တယ်။ဂျက်မွေဟာတခြားမွေတွေနဲ့မတူဘူး။အမီးကပြားနေတယ်။တော်တန်ယုံရမ်းမမှုတတ်ဘူး။ရေလောက်သားတွေရဲ့ငါးဖန်းပိုက်မှာကပ်ပြီးပါလာတတ်တယ်။ ဟာငါရှိရှိကြီးဟာအဲ့ဒါငါမော်ဘူးနင်းပါချက်မွေချက်မွေကြိုက်ခံရရင်တိတ်အိတ်ချင်လာတတ်တယ်ချက်မွေအစိတ်ဟာကြွက်သားတွေကိုပျက်စီးစေတတ်တယ်တကူလုံးကြိုက်ခဲပြီးတော့စီးအရာမဲမဲတွေသွားတယ်စီးအစိတ်တက်တာပေါ့လေတခုမှမတက်တာပါလားထူးဆန်းတာကမွေတွေဟာနားပင်းနေကြတာပဲဗျမြေကြီးလောက်ကမှုအာယုံခံစားပြီးရန်သူလာတာကိုသိရဆိုပဲတကောင်ချက်ပင်တွန့်ကျပြီးကျွန်တို့လည်းစကားဝိုင်းကိုလက်စာသိမ်းခဲ့ကြပါတော့တယ် ကျွန်တော်နဲ့ဘိုက်ကလေးကမနက်ဝေးလေးဝေးလင်းရိုးချောင်းကလေးမှပြန်ခဲ့ပါတော့တယ်ကျွန်တော်တို့ထောင်ခဲ့တဲ့တုတ်ကိုင်းများမှာတားကောင်မိမမိသွားရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်တားကောင်များမမိဘူးဒါပေမဲ့တားကောင်မရပေမဲ့ငါးတွေရလာတော့အိမ်ပြန်တော်သေးရပေါ့ကွာတားကောင်မရတော့လေခံကောင်းကျင်တော့စပက်ကြီးမွေတကောင်အိုင်ပတ်နေရာမှာလွင့်စင်လာတယ်ငါတချို့ကိုတော့ရရှိခဲ့တယ်လမ်းမှာဥထုံးစိန်နဲ့တွေ့လို့ကျွန်တော်ကဝမ်းတအားရနှုတ်ဆက်မိပါတယ်ပြိုးဥထုံးစိန်ဘယ်လဲဗျာ ဦးထွန်းစိန်ကကျွန်ုပ်တို့ကိုမြင်တော့မနှိမ့်မြို့စွာနဲ့ကြည့်ပြီးချက်ချင်းလမ်းလွဲကထွက်ခွာသွားတယ်။အာဃာရတွေကကြောက်စရာ။ဆက်တုတ်ကလည်းဗျာဘာလို့ဒီလူကြီးကိုနှုတ်ဆက်ရလဲ။အော်အရင်ကကျွန်ုပ်တို့ကတိတ်ခင်ခဲ့တဲ့အိမ်ကြီးချင်းတွေလေ။အခုဘာမဟုတ်တဲ့အိမ်ကြီးချင်းရံပွဲမှာကျွန်ုပ်တို့ယောက်ျားတွေပါတင်မှာမလားကွာ။အိုးမိမချင်းပေမဲ့သူလဲပါတာပဲ။သူလော်တက်နဲ့ပြန်ရိုင်းလိုက်လို့ဆက်တုတ်သေးလူမျိုးပါခံလိုက်ရတယ်မဟုတ်လား။ဒါလည်းမင်းတို့မောင်နှမကစပြက်တဲ့ဆက်နက်ပဲဟာ။အိုးဘသူပြက်ပြက်ကိုခံထားရတာ ကျွန်တော်တို့ဒီလူကြီးမိသားစုကိုမကြည့်ဘူးအခွင့်တိုင်ပြန်ကူးချမယ်ထားပဲမဟုတ်ပါဘူးဘိုက်ကလေးရရန်ကိုရန်ချင်းမတုံနှင်းရဘူးရန်ရှင်ရင်မကောင်းပါဘူးကျွန်ုပ်ကတော့အိမ်နီးချင်းပြန်တက်မြက်စီချင်တာပါလုံးဝမကြည့်နိုင်ဘူးဒါပဲဟွန်းဘိုက်ကလေးကကျွန်ုပ်ကိုပြန်မပြောပေမဲ့သူ့မျက်နှာကမှုန်တုံတုံကမကြည့်နှက်ကြောင်ပြတာနေတယ်ကျွန်ုပ်တို့ဟာမနဲ့ဝေးလေးဝေးလင်းတိုင်းရိုးချောင်းလေးကိုဖြတ်ပြီးတုတ်ကိုင်းထောင်ထားရှာများမှာတားကောင်မိမမိသွားရောက်ကြည့်နေကြဖြစ်တယ် ဒီကနေ့မှာရုံနှက်ကောင်တုတ်ကိုင်းမှာရရှိခဲ့တယ်။တွတ်ပြီးတော့ကနေ့ကန်ကောင်းနေပေါ့လေ။ရိုးချောင်းကလေးကိုဖျက်ပြန်အလားတက်ပင်နှဘေးဝယ်မိရင်းနဲ့ဆက်လက်ကိုတွင်တွင်ဖွာနေတဲ့လူတအူးကိုတွေ့ရတယ်။ဒီချိန်ကြီးဘသူများပါလဲ။တရေများလား။အနည်းရောက်တော့ဟာဝင်းမောင်ဘာလုပ်နေရလဲ။ပိုးပိုးထိထားလို့ဟေးဘယ်မှာလဲအဲ့ဒီပိုးကမြုံမြုံထဲမှာဝင်နေတာငားနိုင်ရင်ထိတာ။ဆက်တော့ပြန်မယ်ဗျာ။ဟင်ဟာဘယ်နဲ့ပြန်ရမှာလဲ။ ဒီမှာလူတစ်ယောက်လုံးပိုးထိနေတဲ့ဟာကိုညီရမယ်လေ။အိုးကျွတ်တို့နဲ့ရံပြစ်ထားတဲ့ဟာ။ဖိုက်ကလေးမင်းစိတ်ရုပ်စိတ်ညံ့တွေကိုဖဲပြစ်စမ်း။မင်းစောင့်နေရောငါလုတ်ပေးလာအောင်မယ်။စက်တော့မြုံထဲကမွေတွေကိုအရင်ထုတ်ပေးပါ။ဟာဘာလို့မလို့လဲ။အခုလိုမွေကိုမိထားတာမင်းကံကောင်းတော့မယ်။မွေကိုအမိဖြတ်ပြီးမြူရမယ်လေ။အဲ့ဒါဘာဖြစ်မှာလဲ။မွေမိမြူရင်မွေစိတ်ပြေတယ်ပြောတယ်။မဟုတ်တာကွာ။ဝင်းမောင်ကစက်လိုက်ကိုရဲနေအောင်ဖွာနေတယ်။ပြီးတော့စက်လိုက်နဲ့ဒံယာကိုထိုးမယ်ပြူရ။ ကျွန်တော်ကလှင်မြန်စွာဆွဲလိုက်တယ်ဟေးဟေးဝင်းမောင်ဒါဘာလောက်တာလဲဒဏ်ရာကိုမိစားနဲ့ထိုးရင်မွေစိတ်ပြေးတယ်ဆိုလို့ဟာမဟုတ်တာတွေမလုပ်နဲ့မင်းအသက်ဆုံးမယ်ဘာမှန်နေလဲကျွန်တော်မှန်လို့ဝင်းမောင်မလုပ်ရဲဘူးကျွန်တော်လဲဝင်းမောင်ကိုရှေးဦးသူနာပြုစုနည်းနဲ့ပြုစုရန်ပြင်တယ်ဝင်းမောင်ကခါးကြမှာပလင်းကိုဆွဲထုတ်ပြီးမော့ရန်ပြင်တယ်ကျွန်တော်ကလှင်မြန်စွာဆွဲလို့ပြီးလွတ်ပြစ်လိုက်တယ်အာစွတ်တော့ဘာလောက်တာလဲဗျတေမင်းနဲ့မျက်နာချင်းအပ်နေရတော့ဒီအရက်ပလင်းကဘာလောက်တာလဲ ။အိုးမွေးကရင်အရက်တောင်ရင်မွေးစိတ်ပြည့်တဲ့ပျော့ပျော့။အာမင်းဟာလေအားလုံးတလွဲတွေကြီးပဲ။ခေကောင်ဝင်းမောင်မင်းချီနေကတင်းမင်းနှက်ခန်းနင်းနေပြီမင်းတည်ချင်လို့လား။မမတည်ချင်မောင်ဆရာတော့။အေးမတည်ချင်ငိမ့်ငိမ့်နေကျွန်တော်လုပ်ပေးမယ်။ဘိုက်ကလေးကတတိပေးတယ်။တေးသွားရင်ဆရာတော့အမှုပတ်နေမယ်ကြည့်လို့ရခုချိန်ကအသက်တချောင်းအတွက်တေးရရှင်ရဲ့အရေးကြီးနေပြီဝင်းမောင်ကငြိမ်သက်သွားတယ်သူ့အသက်ကိုကျွန်တော်လက်ဝက်ကွက်အပ်လိုက်ချေပြီ ကျွန်တော်လဲဝင်းမောင်ကိုတင်တန်းမှာကျွန်တော်တင်ယူခဲ့တဲ့ရှေးဥတုနာပြုစုနည်းအတိုင်းပြုစုရန်ပြင်ပါတယ်။အကိုက်ခံရတဲ့နေရာနဲ့ပတ်ဝန်းကျင်ကိုအစိမ့်မပြင့်အောင်ဖိထားခိုင်းနေမင်းလက်ကိုညင်ညင်ထားအစိမ့်မပြင့်အောင်ဘိုက်ကလေးအင်ဂျီကိုဆွဲဆုပ်ပြီးဒဏ်ရာကိုတုတ်ပေးတယ်။မရှိမရှိမဲ့ငါအင်ဂျီလေးတော့သွားပါပြီ။ဒဏ်ရာကိုအဝက်ထုထုပတ်ပြီးတော့ပတ်တီးနဲ့တင်းယုံ၃လေးဘက်ပတ်စည်းတယ်။အဲဒီနောက်တံတောင်စက်တိုင်အောင်တင်းယုံပတ်စည်းလိုက်တယ်။ပြီးတော့လက်မောင်းကိုဒုတ်ဖြက်ကတ်ပြီးတော့ခြေနှောင်လိုက်တယ်။ အဲဒီနောက်ငိမ့်သက်စာထားပြီးဆေးရုံအမြန်ဆုံးပို့နိုင်ရန်ကျွန်ုပ်တို့ကြိုးစားရတော့တယ်။ရွာလေးကိုဝင်လာတဲ့ကျွန်ုပ်တို့ဖြစ်ကိုကြည့်ပြီးအော်အော်တောင်းတင်ဖြစ်ကုန်ပါတော့တယ်။ဟာဝင်းမောင်ပိုးထီလို့တဲ့ဆရာတွတ်တို့တင်လာတယ်။လဲအမြန်ပြင်စေကမြိုင်းသားဆေးကန်းကိုအတော့နှင်ရတော့တယ်။ဒေါက်တာဇုံအောင်ကရောင်းရောင်းချင်းပင်ပြုစုတယ်။မွေးပါလာတာအရန်ဆင်ပြေတယ်ပြုမွေးဝေးပဲ။မွေးဝေးစိတ်ဖြည့်စေထိုးပေးတယ်။10မိနစ်ခန့်ကြာတော့ပတ်တီးကိုစတင်ဖြည့်ပေးတယ်။စိုးရင်စရာမရှိတော့ပါဘူးတက်တာသွားမှာပါ။တော်ပါသေးရဲ့။ ဒုတိယလဲဖြစ်ရောက်လာကြသူတို့ကဥထုံးစိန်တို့မိသားစုပင်ဖယံဖယားသားလေးဘာမှဖြစ်ပါစေနဲ့ဥထုံးစိန်နဲ့ဒေါ်တောင်းရွှေတို့ကစေယုံတွင်ကိုဥရဖာယာပြေးဝင်လာကြတယ်။တာသားလေးဘလို့နေသေးလဲဟင်တက်တာသွားပါပြီခမညာစိုးရင်စရာမရှိတော့ပါဘူးဥထုံးစိန်နဲ့ဒေါ်တောင်းရွှေကဒေါက်တာစောအောင်ကိုကျေးဇူးတင်မဆုံးတော့ဘူးကျေးဇူးကြီးပါပြီဒေါက်တာရင်ကျေးဇူးတင်ရမှာကကျွန်တော်ကမဟုတ်ပါဘူးဒေါက်တာကိုမတင်လို့ဘသူတင်ရမှာလဲမန်ကန်နဲ့ရှေးဦးသူနာပြုစုနီးနဲ့ လူနာကိုပြုစုပြီးတော့စိတ်ယုံကိုအချိန်မီပို့ပေးခဲ့တဲ့ဟောရီကဥတွပီကိုသာကျေးဇူးတင်ရမှာပါ။ဗျာရှင်ဥတွပီ ဟုတ်တယ်မန်ကန်နဲ့ရှေးဦးသူနာပြုစုနီးနဲ့မဟုတ်ပဲတခြားမမန်ကန်နဲ့စေးမီတူနီးတွေတုံပြီးကုခဲ့ရင်ဦးလေးတို့သာကျင်းတဲ့အသက်ဆုံးရှုံးရမှာ။ဥတော်စိန်နဲ့ဒေါ်တောင်ရွှေတို့ကဒေါက်တာဇော်အောင်စကားအဆုံးဝေအာနာတော်ရှက်တော်ဂျေဇုတင်တော်အမှုရာများဖြင့်ကျွန်ုပ်ကိုစိုက်ကြည့်ပြီးမျက်ရည်များရွှဝိုင်းလာကဂျေဇုကြည့်ပါပဲ စိတ်ထားမြင့်မြတ်ပါပဲဥတော်ပြီရဲ့အပြန်မှာကျွန်ုပ်နဲ့ဘိုက်ကလေးကိုဥထုံးစိန်ကသူတို့လဲပေါ်မှာတင်းခေါ်ခဲ့ပါတယ်ဥထုံးစိန်ကသူ့အမားကိုယူကျုံးမရဖြစ်နေခဲ့ရာဥတော်ပြီရဲ့ခမားဟာတိတ်ပြီးတော့စိတ်ကောင်းစေတနာရှိရဲ့သူပါပဲဒါလောက်လည်းမဟုတ်ပါဘူးဗျာဒါလူတိုင်းမှာရှိတဲ့စိတ်ထားမျိုးပါပဲကိုနဲ့ရံဖြစ်ထားတဲ့လူရဲ့သားကိုတေရင်းတဲကဆွဲထုတ်ခဲ့တာဟာလူတိုင်းမထားနိုင်တဲ့စိတ်ထားပါဥတော်ပြီရဲ့ဒါတကယ်တော့ဒီမျိုးနဲ့မှမွေးဦးထည့်ခဲ့တာကြုတ်ပြကြုတ် ဥတော်စင်ရဲ့မချီတင်ခဲ့စကားတန်ဆုံးဝဲကျွန်ုပ်တို့ကလွန်စွာအံ့ဩသွားရတယ်။ဗျာမြုံထဲမှာမွေးဝေးထည့်ခဲ့တာခမညာဟင်ကိုမြုံထဲမှာကိုမွေးပြန်ထည့်တာရှင်ဟုတ်တယ်အဲ့ဒီနေ့မတိုင်ခင်တနေ့ကကျုပ်ထောင်ထားတဲ့မြုံကိုလူခိုးပြီးတော့ဖော်သွားတယ်။အထက်ကငားတွေအကုန်လုံးနှိုက်သွားတယ်လေ။ဟာဘဲကောင်းနေဝင်ဖို့ခူးသွားလဲမသိဘူး။အဲ့ဒီမနက်ကဥတုပီတို့ငါးတွေဆွဲပြီးတော့ကျုံမြုံထောင်ထားတဲ့ဘက်ကနေပြန်လာကြရလေ။ဩကျွန်ုပ်တော့နှုတ်ဆက်လိုက်သေးရဲ့လေ။ဟုတ်ပါတယ်။ ။အဲဒါကြောင့်ကျုံမျိုးကိုခိုးဖို့ရာဥတ္တပီထိုးပဲလို့ကျုံတထစ်ချတွက်ခဲ့တယ်။ကျွန်တော်တို့ကစပက်ကြီးမွေအိုင်ပတ်တာကျုံလို့ရခဲ့ကြတာပါ။အမ်အာဂါရတွေဒေါသတွေဖုံးလန့်နေတော့အမှန်ကိုကျုံမစင်ကြနိုင်တော့ဥတ္တပီ။ကိုနဲ့လည်းရံဖြစ်တာမကြသေးဘူးဆိုတော့ခိုးရာဟာဥတ္တပီတို့ပဲဖြစ်ရမယ်လို့ထင်ထားတယ်။ဒါကြောင့်လေဒီတကလာနိုင်ရင်တိအောင်လုပ်မယ်ဟဲဆိုပြီးမွေဝေးတကောင်ရတာနဲ့ခါရိုက်ချိုးပြီးတော့မြုံနေထည့်ထားခဲ့တယ်။ခင်များတို့ကမနေ့တိုင်းချောင်းယူဘက်ကိုထွက်နေကြမဟုတ်လား။ ဒီမနေ့ကခမည်းတော်ထွက်သွားတာကြုံမြင်တော့ပြောနေတာတကူနှစ်ကောင်အတူပါဖြစ်တော့မယ်အခုတော့ကျုပ်သားဝင်းမောင်ကကုန်းမောင်ရွာကအပြန်ကျုံတာနဲ့မျိုးဝင်ဖော်ရင်လည်းအခုလိုလိုဦးထွန်းဆိုင်အတန်ကစိုးနဲ့တိန်ဝင်သွားရှာပြီးကျွန်တော်ကိုထက်ထက်တောင်းပန်ရှာတယ်ကျုပ်ရုံးမာမိခဲ့တယ်လူမဆန်ခဲမိတယ်အခုကိုရှုကိုပတ်ပြီးကိုသားရေတိန်နစ်မဲ့အရေးမှာကိုမကောင်းကြံခဲ့တဲ့ဆရာတွက်ကပြန်ခဲ့ခဲ့တော့ကျုပ်ကိုခွန့်ခွန့်မလို့ကြပါနဲ့ဗျာတကယ်တော့ဝင်းမောင်ကမွေးဝဲအစိတ်သိခဲ့ရတယ်လို့ ။ဥထုံးစိန်ကလည်းကျွန်ုပ်ပေါ်ထားရှိတဲ့အာဂါရအစိတ်တင်ခဲ့ရတယ်မဟုတ်ပါလား။နောက်တစ်ပတ်မြအကြာဝင်းမောင်ကစီယုံမှာဆင်းခဲ့ပြီးတော့ကျွန်ုပ်ကိုလာရောက်ကြတော့တယ်။ကျွန်တော်မှာအဖေမေပြီးတဲ့အသက်မရှိတော့ပါဘူး။ဆက်တုပ်ပြီးတဲ့အသက်ပဲရှိပါတော့တယ်။အေးကွယ်။သာရုသာရုသာရု။စိတ်သွားတိုင်းကိုပါလူရဆန္ဒပေါင်းမြောင်နိုင်ပါစေကွယ်။ပြီးတော့အလာပါတလာပါပြောဖြစ်ကြတယ်။ကျွန်ုပ်တို့တောသူတောင်သားတွေဟာလေယာဉ်လုပ်ငန်းနဲ့အသက်မွေးကြရလေတော့မွေးစိုးအန္တရာယ်ကိုအမြဲကြုံတွေ့နေရမှာဆိုတော့ ရွာသားတိုင်းရှေးဦးသူနာပြုစုနီးကိုတက်ကြွထားတဲ့နဲ့ဟုတ်တယ်ပြို့လုပ်ငန်းခွင်တွေမှာကောက်ရိုက်တာကောက်လိုင်းပုံတွေကင်တွေရွှေပြောင်းခြင်းရင်ဒုံးနဲ့ရိုက်ပုတ်ပြီးအတန်ပေးရမယ်လေရှိဖနက်ကိုလည်းစီးတဲ့နဲ့ညဘက်သွားရင်ဓမီမီးတုံမီးအိမ်စောင်းတဲ့နဲ့တွင်းတွေတက်ခေါင်းတွေကိုရန်တမ်းမနိုင်တဲ့မို့ခြံဝင်းတွေမှာခြုံပေါ်အမိုက်ပုံတွေကိုရှင်းလင်းထားတဲ့နဲ့ငွေရီယာတခါတရံအိမ်မော်တက်နေတက်လို့အိယာဝင်ကနေစစ်ဆေးရမယ်။အိုးခွက်စလောင်းတွေကိုဖုံးအောင်မောက်ထားရမယ်။ ခွဲကြောင်ငန်းတွေရဲ့အော်တန်ကိုကြည့်ပြီးတော့မွေးလာတာသိနိုင်တယ်။မိမချင်းပြန်လဲတင်းမြတ်သွားကြသလိုဘိုက်ကလေးနဲ့ဝင်းမော်လည်းတင်းမြတ်သွားကြတယ်။ဆက်တော့ကျွန်တော်တို့ကြုံတိုင်းသားတွေကိုအခုပြောပြတဲ့အချက်တွေရဲ့ရှေးဥတနာပြုနည်းတွေကိုသင်တန်းပို့ချရအောင်မယ်။ကျွန်တော်စီစဉ်ထားပါတယ်ဦးထွန်းစိန်။ကျွန်တော်တို့ရွာသားတွေအတွက်ကျွန်တော်သင်တန်းတက်ခဲ့တာပဲဟာ။ကောင်းပါလိမ့်ဗျာ။ရွာသားများကကွင်းပြင်မှာတစုတဝေးတည်းရောက်ရှိနေကြပြီဒီနေ့ကမွေစိုးအန်ဒီရဲ့ကာကွယ်ရေးအတွက် ရှေးဦးသူနာပြုစုနည်းနဲ့ မွေးအန္တရာယ်ကာကွယ်နည်းများကိုကျွန်ုပ်ကဥဆောင်ပို့ချရမယ်နေ့တစ်နေ့ပဲမဟုတ်ပါလားမွေးအန္တရာယ်ကာကွယ်ရေးစုပေါင်းရင်ဆိုင်တိုက်ဖြတ်ပြီးပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်